ရက်လည်နေမရောက်ခင်မှာသူနဲ့ပတ်သက်ပြီးထူးခြားတဲ့အရာတစ်ခုကြုံခဲ့ရကြောင်းဖွင့်ဟလာတဲ့မိခင်ဖြစ်သူ MCL ပြည်သက်များလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင့်သူကမလ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးနာရီလည်းကျင်းပပြီးသွားပါပြီမလ၁၆ရက်နေ့မှာတော့သူရဲ့ရက်လည်ကိုကျင်းပကအလူတန်းတွေပြုလုပ်ခဲ့တာပါရက်လည်ကျင်းပလိုက်ပြီးမို့သူကနေအိမ်ကနေလဲဆုံးခွာသွားပြီဖြစ်ပြီးပြည်သက်တွေကိုလည်းအမှန်တကယ်နှုတ်ဆက်လို့သွားပါပြီသူကိုအမှန်တကယ်ဆွလွတ်လိုက်ရပြီဆိုတာကိုမိခင်ဖြစ်သူကတော့အခုချိန်ထိလက်မခံနိုင်သေးပါဘူး မိဘကိုလုံကျွေးနေတဲ့သားဖြစ်တဲ့လို့လိမ္မာတဲ့သားဖြစ်တာကြောင့်နှမျောသက်သားဖြစ်လို့မဆုံးဖြစ်နေတာပေါ့အသက်26နှစ်သားရှိနေသေးတာမို့ယူကျုံမရဖြစ်နေတာပေါ့ရှက်လက်မတိုင်ခင်မှာလည်းလက်ရှိဖြစ်ကိုလက်ခံဖို့စူးစမ်းနေကြရတာပါရှက်လက်စုံမကတ်ခင်အချိန်အထိနဲ့သားဖြစ်သူလာနှုတ်ဆက်မှာကိုစောင့်မျှော်နေတာပေါ့မြန်မာလူမျိုးတွေရဲ့အယူမှာရှက်လက်မတိုင်ခင်မှာကွယ်လွန်သူကလာနှုတ်ဆက်တယ်လို့အယူအဆရှိတာပေါ့နိုင်မချခင်မှာလည်းကွယ်လွန်သူကအိမ်မှာရှိတဲ့သူအချင်းရဆုံးသူတွေကိုအတန်နဲ့ပြီးပြီးနှုတ်ဆက်တတ်တဲ့လို့အနံ့ပြီး ပြီးနှုတ်ဆက်တာမျိုးတွေလည်းရှိပါတယ်။ဒါကြောင့်မလို့မိခင်ဖြစ်သူကလည်းသူ့လှနှုတ်ဆက်မှာကိုမျှော်လင့်နေတာပါ။ဒါပေမဲ့ရက်လည်းမကျင်းပါမညတဲ့သူကအနန့်နဲ့လာလာနှုတ်ဆက်တာမျိုးလည်းမရှိသလိုအတန်လည်းမပေးပါဘူး။မိခင်ဖြစ်သူအတွက်တော့တားဖြစ်သူရောက်မလာခဲ့တာမို့အရန်ကိုဝမ်းနေနေတာပါ။အရေးအယောင်မပြပေမဲ့အဆိုပါအချိန်မှာပဲကောင်းကင်မှာကြဲကြွေသွားခဲ့ပါတယ်။သူ့နှုတ်ဆက်မှာကိုမျှော်နေတဲ့အချိန်မှာပဲကြဲကြွေတာကိုမိခင်ဖြစ်သူကမြင်လိုက်ရတဲ့အတွက်ဝမ်းသာသွားခဲ့ပါတယ်။ဒါကသူကောင်းတဲ့နေရာမှာကောင်းတဲ့ပုံကို ိုရောက်ရှိသွားပြီလို့မိခင်ဖြစ်သူအနေနဲ့ရှင်ကြည်သွားတာပါ သူတယောက်အေးချမ်းရဘဝကိုရောက်ရှိသွားပြီလို့တရားပေါ်ကိုယုံကြည်လိုက်တာပါရက်လက်ဆုံးကတ်တဲ့အချိန်မှလည်းသူကိုအမြပေးဝေနိုင်ဖို့တရားနာပွဲကိုမိခင်ကိုယ်တိုင်ခေါ်ထားခဲ့တာပါအလူအတန်းတွေလည်းလောက်ခါရက်လက်ဆုံးကတ်တရားနာလိုက်ပြီဖြစ်လို့သူအတွက်အလူအတန်းတွေလည်းအများကြီးလုပ်ပေးသွားအောင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာသူကားတိုက်မှုဖြစ်ခဲ့တဲ့နေရာမှာလည်းဖုန်းကြီးတွေပင်ပြီးတရားနာခဲ့ကြပါတယ်အဆိုပါအစ်ပင်မှာသူကားကနေတန်ချောင်းကလည်းစိုက်နေခဲ့တာဖြစ်ပြီးနှုံလို့မရအောင်ကိုဖြစ်နေခဲ့တာပါတန်ချောင်းစိုက်နေတာကြောင့် င်လည်းတချို့ကစွဲကန့်နေရလို့တောင်ယုံကြည်နေတာပါဒါကြောင့်မလို့ဖုန်ကြီးရီနဲ့တရားတရားနာခဲ့ပါတယ်တရားနာပြီးတဲ့အချိန်မှသာတစ်ပင်မှာစိုက်နေတဲ့တန်ချောင်းကိုအချိန်ကြာကြီးနှုတ်ခဲ့ရတယ်လို့သိရပါတယ်ပုံမှန်အတိုင်းစွဲနှုတ်တဲ့အချိန်မှာနှုတ်လို့မရတဲ့အတွက်ဂဟေစောကအမျိုးမျိုးကြံဖန်ပြီးလုပ်ခဲ့ရပါတယ်ည9နာရီကျော်မှသာတန်ချောင်းကိုတစ်ပင်ကနေနှုတ်နိုင်ခဲ့တာပါတချို့ကလည်းသူရဲ့အစီရန်ကမယိုးသားဘူးဆိုပြီးအခုချိန်ထိယုံကြည်နေတာကသူကအစီရန်ဖြစ်တဲ့အချိန်မှာကားပေါ်မှာသူတယောက်တည်းမဟုတ်ပဲနောက်ထပ်နှစ်ယောက်ပါနေခဲ့ ာပါဒါပေမဲ့အဆိုပါလူနှစ်ယောက်ကမီဒီယာရှေ့လဲထွက်မပြောသလိုထူးကွယ်လွန်တဲ့အပေါ်မှာဖွင့်ဟလာတာမျိုးလည်းမရှိပါဘူးဒါကြောင့်မလို့ပရိသတ်တချို့ကတော့ယူသားမှုမရှိဘူးဆိုပြီးပြောနေတာပါဒါပေမဲ့လည်းသူရဲ့မိသားစုကိုယ်တိုင်ကရှင်တိုက်မှုနဲ့ပတ်သက်ပြီးတစ်ပင်နဲ့တတဲလူယုံကြည်ထားတာပါဒါဖြစ်သူကောင်းရပုံဘွားကိုရှောက်သွားပြီလို့ယုံကြည်နေတဲ့သူရဲ့မိခင်ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်